အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ယနေ့ဖတ်ပြပေးမှာကတော့ဆရာနေမျိုးရေးသားသောဇာတိရရွာပြန်ရောက်တဲ့အခါယတစာရန်များစာအုပ်ထဲမှာဘုံကြီးចောင်းတာဆိုတဲ့ယတစာရန်လေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ခံစားပေးကြပါဦးခင်ဗျာဘုံကြီးចောင်းတာကျွန်တော်တို့ဘုံကြီးចောင်းတာဘွားကနေခဲ့သောចောင်းမှာပန်းရောင်စုံចောင်းဖြစ်ပါသည် ရွာရှိเจ้าလို့လဲခေါ်ကြပါသည်အဖေနဲ့အမေက ကျွန်တော်တို့ငယ်စဉ်မှာထိုဖုန်းကြီးเจ้าမှာထားပါသည် ကျွန်တော်တို့နည်းနည်းကြီးပြင်းလာတော့အဖေက လုပ်ငန်းတဘာဝနှင့်ใกล้ညီအောင်မျိုးရဲကို ပြောင်းရွှေ့နေထိုင်ခဲ့သဖြင့်ဖုန်းကြီးเจ้าကိုခွာခဲ့ရတော့လဲຫນွေຈ້ອງເປຍແຍດໂຕມາອພິເນອເມກາຈົນໂລຍີໂກດລືໂກພົງຍີຈ້ອງໂຕປ່ຽນປູມຽຜິດပါດີພົງນໍຍີອຸປັນນີດາກະແລຈົນໂລໂກຕັນຍໍສິນຊິຫັນດູပါດີ ဟဲ့ကောင်တွေမင်းတို့အကြောင်းပေးရင်ငါစီလာခဲ့ကြမင်းတို့ကိုငါကျွေးထားမယ်စံစည်းကြီးတဲ့မင်းအမေများရှာရောက်ဖွေရတာမလွယ်ဘူးကွာကြားလားဟုငေါပြောပြောလေးရှိပါသည် ကျွန်တော်တို့ဖုန်းတော်ကြီးဘွဲ့အမိမှဥပန်နိတာဖြစ်ပါသည်ဘုန်းကြီးเจ้าမှာเจ้าရဲ့เจ้าသားနေခဲ့ကြစဉ်ကနနမိုးမတော့မီစောစောထကြရပါသည်နနစောစောထပြီးအာယုံစွန်းချက်ရပါသည် အာယုံစုံမှာစွန်းစားဆောင်ထဲတွင် ထောင်ထားသောတန်ဘုံရှိရှိထဲမှပဲစီညူညူကလေးများနှင့်စံကိုရော၍ပဲစုံအဖြစ်ချက်ချင်းဖြစ်ပါသည်နနက်မိုးမတောက်မီအလင်းရောင်မလာသေးမီမှာပင် ဖုံကြီးကနိုးနေပြီဖြစ်ပြီးကျောင်းဝင်းထဲကမကြီးပင်အောက်တွင်ဇင်းညံလျှောက်ကဖျားရှိခိုးများဂုံတော်များကိုရွတ်ဖက်နေတတ်ပါသည်ကျွန်တော်တို့ကစွန်းစားကြောင်ဤတစ်ဖက်တွင်ရှိသောခြေရန်ရှိကြောင်းကလေးတွေတွင် ကိုရင်များနှင့်အတူအိတ်ကြပါသည် နနမိုးမတော့မီဖုန်ကြီးဤဖျားရှိခိုးများဂါရာများဂုံတော်များရွတ်ဖက်နေတဲ့ံကိုအိယာထဲမှကျွန်တော်တို့ကြားကြရပါသည်ထိုရွတ်ဖက်တရေစေတံများကိုနနဆောဆောရင် ကြားနာရခြင်းမှာအလွန်ကြည်နူးစရာကောင်းလာပါသည်တန်စင်နှိမ့်မြင့်တန်နေတန်ထားကောင်းမွန်စွာဖြင့်ဖုန်ကြီးသည်နေ့စဉ်မပြတ်ရွတ်ဆိုကာမကြီးပင်ကြီးအောက်တွင်ဇင်းကြံရှောင်မြဲဖြစ်ပါသည်ကျွန်တော်တို့ဖုန်ကြီးเจ้าမှာမန္တလေးတောင်ကြီးရှိမြင်းပြိုင်ကွင်းဤနောက်ဖက်ခရင်ယွန်းရက်ွက်များတဲ့တွင်ရှိပါသည် မန္တလေးတောင်ဦးနောက်ကျောစီမှရောင်နီမြင်စာများဖြာထွက်လူလူအချိန်တွင်ကျွန်တော်တို့နိုးကြပြီအာယုံဆုံးကျက်လျင်ဖုံကြီးဦးစင်းကေနှင့်ကြံဦးစင်းများကိုဆုံးကတ်ကြပါသည်ဦးစင်းကေတရကိုအားလုံးကဦးစင်းကေဟုခေါ်ကြပါသည်တခါတည်းရန်အာဂန်နုကိုတော်များရှိလျင်၎င်းဒုံလဘကိုတော်များရှိလျင်၎င်းအာယုံဆုံးကိုပိုချက်ကထိုကိုတော်များအတွက်ပါကက်ကြရပါသည်ကိုရင်တွင်မပါပါ ာယုံစွန်းဖုံးပေးပြီးကြတော့အခါဦးစင်းများကိုရင်များတင်ကန်းယုံတပိတ်ပြင်ကစွန်းခံထွက်ဖို့စကြပါတော့သည်။ចောင်းရဲ့ចောင်းသားចောင်းသားများဖြစ်ကြတော့ဖိုးထွန်းအောင်ဝင်းတို့အုံးချိုအုံးကိုညီကိုတို့ကကြက်ဆိုင်ကိုအလှဲ့ကြထမ်းကြပါသည်။ကျွန်တော်တို့ចောင်းသားများကလည်းတပိတ်ပိုက်ကတပိတ်လိုက်ကြပါသည်။ကျောင်းသားများတပိတ်ပတ်၍စွန်းခံယူခြင်းကိုတပိတ်လိုက်သည်ဟုခေါ်ဆိုကြပါသည်စွန်းသာခံယူရပါသည်စွန်းဟင်းခံယူရလိမ့်မရှိပါကျွန်တော်တို့တပိတ်လိုက်ခြင်းကိုဖုံးကြီးတည်လျင်အဆူအဆဲခံရပါသည် ။ဘုန်းကြီးကခွင့်မပြုပါ။မင်းတို့သံတောင်းစားတွေလာကြွားဟုငေါင်ငန်းလေးရှိပါသည်။ဘုန်းကြီးเจ้าမှထွက်ခွာလာခဲ့ကြသောဆွမ်းခံကိုယ်တော်များနှင့်ကိုရင်များသည်မြောက်ဘက်တွင်ရှိသောရွာစင်တန်းများသို့ဆွမ်းခံလေးရှိပါသည်။เจ้าမြောက်ဘက်ခက်လန်းလန်းသွားလိုက်လျင်မန္တလေးမြို့မှကျူဆိုပါ၏။မန္တလေးမြို့မှာနှုတ်ခွန်းဆက်တာပါဤဟူသောမြို့နယ်နမိတ်အစဆိုင်းဘုတ်ကြီးရှိပါသည်ထိုဆိုင်းဘုတ်ရှိနာစီတွင်ချောင်းကလေးတစ်ခုနှင့်ချောင်းကလေးကိုဖြတ်သွားသောမိသားတန်လန်းတစ်ခုရှိပါသည် ထိုတန်လန်းမှာမန္တလေးမရိယာမီထာလန်းဖြစ်ပါသည် ထိုမအရှိနာစီတွင် ခံကုန်းတုတ်တန်ရှိပါသည်ကျွန်တော်တို့သည်ခံကုန်းတုတ်တန်ကိုကွင်းပတ်၍ဆွန်းခံထွက်ကြခြင်းဖြစ်ပါသည်ဦးစင်းကေကကျွန်တော်တို့ဆွန်းခံအတန်းနှင့်မလိုက်ပါဦးစင်းကေကိုထိုင်းကိုယ်တော်အဖြစ်ဆွန်းခံအိမ်တွင်ခက်များများကပင့်ထားတာရှိသဖြင့်ထိုအိမ်များကိုစီးငှအောင်ကြွရပါသည် ်ဦးစင်းကေဆုံးခံပြန်လာလျင်တပိတ်တလုံးပြေရှံကတပိတ်ဖုံးပေါ်တွင်ပင် ခဲပွေဘောစင်တို့အစဉ်ပြေမောက်နေတတ်ပါသည်ကျွန်တော်တို့ဆုံးခံအတန်းကဥဖို့ရွာကိုဖျက်၍မြောက်ဖက်ရှိရွာငယ်ကလေးများစီတွားကြပါသည်ရွာစင်တန်းအဝင်ဝရင်မြေကွက်လက်တစ်ခုရှိပြီးမြေကွက်လက်တွင်ဇောင်းကျမ်းပင်ကြီးများပေါက်ရောက်နေကဇောင်းကျမ်းပင်ကြီးများအောက်တွင်ကုပြစ်ကြီးများရှိပါသည် ပန်းစုံကြောင်လေးမျက်နှာကြောင် ရွှေကြောင်တီးပင်ကြောင်ညောင်ကွန်တိုက်စာသောကြောင်တီးတီးမှဆုံးခံကိုတော်များသည်ထိုနေရာတွင်စုဆောင်ကခိတနာ၍တင်ကန်းပြင်ယုံကြအိခွက်များကိုပြုပြင်ကြလှုပ်ကြပါသည်ထိုနေရာမှဆ၍ဆုံးခံအစဉ်တန်းကိုပြုလျက်ရွာစဉ်တန်းအတိုင်းဆုံးခံကြွကြလေရှိပါသည်ဆုံးခံထွက်ရင် ကျွန်တော်မှတ်မိနေသည့်ဆွန်းလောင်းအိမ်တွင်ရှိပါသည် ထိုဆွန်လောင်းလူအိမ်ကလူကြီးသည်ရောက်ချိုဆွန်အကြီးကြီးနှင့်ဆွန်များကိုအပြည့်အမောက်ကော်ခတ်ကာတပါးပြီးတပါးလောင်းလူလေးရှိပါသည်သူဘေးတွင်ခိုးတလူလူထနေသောဆွန်တောင်ကြီးရှိပါသည်ကျွန်တော်တို့ကသူ့ဆွန်တွေအများကြီးလောင်းလူတာကိုကျေနပ်သဘောကျကြတော့လဲသူ့ပုံစံကိုတော့ကြောက်ရွံ့ကြလှပါသည် သူ့မျက်နှာရုပ်ဆူဆူပါအောင်မေးစည်းအဆက်နာတွင်ရှီလျာကြမ်းတမ်းသော အမွှေးမြင်များပေါက်ရောက်နေပါသည် သူ့မျက်လုံးများကအမြဲလိုလိုနီနေတတ်ပါသည် သူဒီဝတ္တသမားတယောက်ဖြစ်သည်ဟုကျွန်တော်တို့ကလေးတွေကသိနေသဖြင့်သူ့ကိုကြောက်ရွံ့ကြခြင်းဖြစ်ပါသည်ကျွန်တော်တို့ဆုံးခံထွက်ရင်သူ့အိမ်ရှိရောက်လျင်သူ့ကိုရဲရဲမကြည့်ရဲပါ သူ့ကိုမကြည့်ပဲတပိတ်ကိုဖြစ်စေပြက်ဆိုင်ကိုဖြစ်စေအဖုံးလှက်ပေးကဆုံးခံယူမြဲဖြစ်ပါသည်ဆုံးခံယူအပြီးတွင်မနေနိုင်သဖြင့်ဖြတ်ကနေကြည့်လိုက်လျင် သူ့မျက်နာမှာဓာတ်ထိုးခံရသဖြင့်အပြင်းအထန်နာကျင်နေသောဝက်ကြီးဥကောင်းပိုင်းကိုမြင်တွေ့လိုက်ရသလိုလိုရှိကား ပြင်းကနေဖြစ်သွားပြီးရှေ့ကိုခတ်တုတ်တုတ်လှမ်းကြလေရှိပါသည်အထူးသဖြင့်သူ့ပားပြင်အောက်မေးစည်းအဆက်နားတွင်ပေါက်နေသောကြမ်းထော်ထော်အမွှေးများမှဝဲမွှေးများဖြစ်သည်ဟုသူများပြောတဲ့ကြားဘူးသားသဖြင့်အလိုလိုကြောက်ရွံ့မိခြင်းဖြစ်ပါသည်စွန်းခံထွက်ချိန်မှာမိုးမလင်းတလင်းဖြစ်တော်လဲအိုးဘိုကိုလွန်၍ထိုးရွာစင်တန်းကိုစွန်းခံနေကြခြင်းတွင် ရောင်နီသည်အရှိစီမှဖြာလင်းက ကောင်းကင်ပြင်သည်တကိုးဆွမ်းအားတက်သည့်အပြစ်ဖြင့်လူတို့ကဘာမျိုးကိုစိုးမိုးကာစောင့်ရှောက်ခြင်းအမှုကိုစတင်နေလေပြီ။ရွာစဉ်တန်းတလျှောက်တိမ်မီတိမ်ဆုံးခံကတောက်ပဝိုင်းဆက်သော မဟာနေမင်းကြီး၏ထိန်ထိန်လင်းသည့်ပူနွေးမှုများကလမ်းများအိမ်များပေါ်သို့ကျရောက်လာသောအချိန်တွင် ကျွန်တော်တို့ဆုံးခံပြန်လာကြပြီဖြစ်ပါသည်။အိုးဘိုဘူတာမှတန်လန်းအတိုင်းတပိတ်ပိုက်ပြဆိုင်ထန်းကပြန်လာကြပါသည်။ အိုးဘိုဘူဒာလွန်တွင်တန်လန်းအောက်မှချောင်းဝေးလေးတစ်ခုဖြက်စီးနေပါသည်ကလေးများကကိုတုံးလုံးနှင့်တန်လန်းပေါ်မှချောင်းထဲသို့ဒိုင်မင်ထိုးချကာနက်နက်စောစောရေချိုးနေကြပါပြီသမိန်ရင်ရှားနှင့်သားတဲ့အမေများကချောင်းထဲတွင်ဆင်းကရေစိမ်နေကြသည်သူအိုမကြီးတဦးကချောင်းဆက်ကြောက်တုံးပေါ်ထိုင်၍မြင်းငယ်ကိုပိုက်ကာဆက်လိုက်သူကိုဖြွားနေပါသည် ကျောင်းသူပြန်ရောက်လျင်တပိတ်များကိုစွန်းစားကြောင်းတဲ့သို့အစီအရီချထားကြပါသည်။ကျောင်းသားကြီးများကစွန်းများကိုဇလုံကြီးများထဲတွင်ပေါင်းပါသည်။တားငါးများကိုလည်းတူရအိတ်ခွတ်များစုဝေးထားပါသည်။ဦးစင်းကေစွန်းခံပြန်ရောက်လာလျင်အကောင်းဆုံးစွန်းဟင်းများဖြင့်စွန်းတော်ကပ်မြဲဖြစ်ပါသည်။ကျွန်တော်တို့စွန်းခံပြန်ချိန်တွင်မိုးရင်းလိုလာမျိုးဖြစ်လျင်စွန်းစားကြောင်းမြောက်ဖက်နှင့်တောင်ဘက်တောက်ကန်ဆက်ရှိတခွပင်ကြီးနှစ်ပင်မှာတညာလုံးဖူးဖူးလှုပ်ပွင့်ကအပွင့်တွေကျွေကျနေခဲ့ပါသည်။ ညာကလေးကသခုတ်ပွင့်တွေကြွေကြနေခဲ့ဒီမှာနနက်မိုးဆင်ဆင်လင်းသည့်တိုင်မရက်သေးပဲတဖြုတ်ဖြုတ်ကြွေကြနေပါသည်တခုတ်ပင်ကြီးအောက်မှာတခုတ်ပန်းတွေ ပြန့်ကျဲကဖွေးနေပါတော့သည်ចောင်းသားကလေးများကထိုတခုတ်ပွင့်များကိုကောက်ယူကတနေရာ၌စုပုံကြသည်ចောင်းတက်စောစောရောက်လာသောမိန်းကလေးများနှင့်ចောင်းသားငယ်များကတခုတ်ပွင့်ပုံဖူးဖွေးကြီးထဲမှတခုတ်ပွင့်များကိုတပွင့်ချင်းခွဲ၍အလယ်မှဝစ်ဆန်တိုင်ကလေးများကိုဖယ်ရှားကြပါသည် ဝစ်ဆန်တိုင်ကလေးတွေကတခုပွင့်တုတ်စားတဲ့အထဲပါလျင်စားမကောင်းတော့တာကြောင့်ပါအပွင့်ကိုခွဲ၍ဝစ်ဆန်တိုင်ဖယ်ရှားပြီးတော့တခုပွင့်များကိုစွန်းစားကြောင်းရှိအုတ်စီတလင်းပြင်တွင်ဖြန့်ကာနေလာတွင်အသင့်လှမ်းကြပါသည်တခုပွင့်เจ้าကိုရင်နွေးစုစုဖြော၍စက်သွန်ကြော်ခတ်ထွေးထွေးမြေဘဲထောင်းတို့ဖြင့်စီရွှဲရွှဲလောင်းကတုတ်စားပါကအလွန်ကရင်မိန်လှသည်အရသာမှအနေငယ်တက်တဲ့အောင်ရှိတော်လဲစားရင်စားရင်နှုတ်မိန်ကအရသာ တွေ့သွားစေပါသည် ကျွန်တော်တို့ဘုန်းကြီးကျောင်းသားများကတခုပင်ကြီးကိုမော့ကြည့်ကဖြုတ်ကနေကြွေကြလာတော့တခုပွင့်ကိုမြေတို့မကြမီမိအောင်ဖန်ရင်ဆော့ကစားခဲ့ကြသည်တခုပွင့်ချိန်တစ်ချိန်လုံးတခုပင်ကြီးသည်ညအချိန်လူမသိသူမသိအောင်ပွင့်ကညအချိန်မှာပင်မြေတို့တဖြုတ်ဖြုတ်ကြွေကြလေရှိပါသည်မနမိုးလင်းလျင်ကျောင်းဝင်းထဲမှာတခုပွင့်တွေဖွေးနေမြဲပါတခုပွင့်ကျောင်းများကိုလုံးဂျုံအောင်အိမ်များထဲတွင်ထည့်ကကြက်တရေကန်းထဲတွင်တူလောင်ထားမြဲဖြစ်ပါသည် တခုပန်းပွင့်ချိန်တွင်အတူရာတို့စစ်ထွက်လေရှိကြသည်ဟုဆိုပါသည်ဘသူနဲ့စစ်တိုက်ဖို့လဲတော့ကျွန်တော်တို့မသိပါတခုပင်ထဲမှာသူတို့နေကြသည်တဲ့တခုပန်းများပွင့်ချိန်တွင်အတူရာတို့စစ်တိုက်ထွက်သည်ကိုကျွန်တော်တို့တို့စောင့်ကြည့်ခဲ့တော့လဲမမြင်တွေ့ခဲ့ရပါအတူရာတို့ဒီကျွန်တော်တို့မမြင်အောင်စစ်ထွက်သွားကြလေပြီ စွန်းခံပြန်ချိန်လွန်၍စာတင်ဇရက်စီတို့ကျွန်တော်တို့သွားကစာရင်ကြရပါသည်ဇရက်ကလေးမှာအုတ်ခင်းဖြစ်ပြီးတန်အသင့်ကျယ်ဝန်းပါသည်ဇရက်ကလေး၏ဘေးဘက်တွင်မကြီးပင်ကြီးများပေါက်ရောက်ကာအုံဆိုင်နေပါသည်စာမအံမီကျွန်တော်တို့အားလုံးဖျားဝစ်တက်ရပါသည်ဖျားဝစ်တက်ပြီးလျင် ဖုံးတော်ကြီးရောက်မလာမီမှာပင်မိမိတို့အံ့ရမည်စာများကိုတန်ပြန်ရွတ်ဆိုအော်ဟစ်ရပါသည် ဘုံကြီးကျောင်းသားဘွားကကျွန်တော်တို့အန်ခဲ့ရသောစာများတဲတွင် ကျွန်တော်အမှတ်မိဆုံးအစွဲလန်းဆုံးမှာလေဒီဆရာတော်ဖရာကြီးဤနွားမြေတာစာဖြစ်ပါသည်14စုံလွင်သာအစချီနွားမြေတာစာကို ဖုံးတော်ကြီးကနှုတ်ဆက်အာကုန်ရအောင် နေ့စဉ်ရုတ်အံစီ၍တင် जा ပေးပါသည် ကျွန်တော်တို့ကျောင်းသားများသည်တာမဏေမောင်တုတ်ကြီးကနတ်တီးသည့်စီမူရိုးကဲ့သို့ရှေးအကျိုးဖြစ်ပွားရန်တရားရင်တုတ်တံကို ထုတ်ပြန်ကလင်းလိုက်မည် နားသွင်း၍ထောင်ကြပါဟူသောအပိုက်တွင် စာအန်တန်ကိုအချိန်မြင့်ကအစွမ်းကုန်အော်ဟစ်ကြပါသည်ဘူးဒီနှင့်ကြုံလိုကြုံဖယုံနှင့်ညာလိုညာတခွားနှင့်တွဲလိုတွဲချိုကနေချင်းတထွေဒုဖြစ်ပုံအနေနှင့်ဟူသောအပိုက်ရောက်တွင်အချိန်လျှော့ကပြုံးစီစီဖြစ်လာကြလေရှိပါသည်ဒုလုံသည့်ထမင်းကိုဒုဟင်းလျာအသားနှင့် စားကြသည့်ဖြစ်နေကိုဒုအသေးနာလိုက်ခဲ့ဟူသောအပိုက်ရောက်လျင်အတန်ကုန်တင်ကအော်ကြပြန်ပါသည် ဘုန်းကြီးကကျွန်တော်တို့ကိုနွားမြစ်တာစာတင် जा ပေးပြီးကျွဲသားနွားသားမစားရင်ဆုံးမ၍အလူခံပါသည်တလတစ်နှစ်သုံးလေးနှစ်ရာသက်ပံစသည်ဖြင့်မိမိတို့ဆန္ဒရှိသလိုကျွဲသားနွားသားမစားပါမည်အကြောင်းဘုန်းကြီးထံဂရီးကဝတ်ခံရပါသည် ထိုစဉ်မတိုင်မီကပင် ကျွန်တော်တို့ညီအကိုမှာကျွဲသားနွားသားစားလေးမရှိကြပါအိမ်မှာလည်းမချက်ပါအဖေကဆိုင်းဆရာဖြစ်သဖြင့်ကျွဲနွားတို့၏တရေဖြင့်ပြုလုပ်သောဒူရီယာပစ္စည်းများကိုအသုံးပြု၍တီးမှုတ်ကား အသက်မွေးဝမ်းကြောင်းရခြင်းဖြစ်ရာအဖေငယ်စဉ်ကတည်းကကျွေးသားနွားသားရှောင်ကျင်ပြီးဖြစ်ပါသည်အမေနှင့်အိမ်အောင်ကြပြီးကျွန်တော်တို့ကိုမွေးဖွားလာသည့်တိုင်ကျွေးသားနွားသားစားခြင်းမပြုလုပ်ခဲ့ပါကျွန်တော်တို့လည်းအလိုလိုပင်ကျွေးသားနွားသားရှောင်ကျင်ပြီးဖြစ်နေခဲ့ပါသည်ဘုန်းကြီးထံကျွေးသားနွားသားရှောင်ကျင်ပါမည်အကြောင်းကိုအထူးအထွေဂရုကဝတ်ပြုရန်မလိုတော့ပါစာဟန်၍အချင်းအတန်ကြပြီဆိုလျင်ကျောင်းရေးကျောင်းစာကျောင်းသားကြီးများကဆွန်းစားကျောင်းသို့သွား၍ဆွန်းပွဲပြင်ကြပါသည် ဘူးသည်မြင့်ချင်မောင်ပဲအာလူးဆသောဟင်းွက်ခက်များများပါသောအမိများကိုစုပေါင်း၍အိုးကြီးတဲ့ထက်ကဟင်းလေးကြိုချက်ကြပါသည်အရာသာရှိစေရန်အတွက်ဝတ်သားတစ်ခွက်နှစ်ခွက်ဖြစ်စေငါးဟင်းတစ်ခွက်နှစ်ခွက်ဖြစ်စေဦးစင်းကေကရောထည့်ပေးတတ်ပါသည်တခါတည်းရန်မိုးကလေးတစ်ဖြောင်းနှစ်ဖြောင်းကြထား၍စူပုတ်ရွက်ပင်ပူကလေးများကရွံ့နုကလေးများထွက်နေခြင်းဆိုပါလျင်စူပုတ်ရွက်များခူးကဟင်းလေးအိုးကြီးတဲ့သို့ရောထည့်ကကြိုပါတော့သည် ဟင်းလေးအိုဤရတာမှာဘုံကြီးចောင်းသားဖြစ်မှုမှသာတည်နိုင်တော့ရတာမျိုးဖြစ်ပါသည်အချိန်တင့်၍စွန်းစားခြင်းရောက်လျင်ဘုံကြီးနှင့်ဥစဉ်များကဥစွာဖုံးပေးကြပါသည်ဥစဉ်ကေကကျွန်တော်အောက်နှစ်ယောက်မြောက်ညီကိုအလွန်ချစ်သည် သူကခြေရရာဟုကျွန်တော်ညီကိုချစ်စနိုးခေါ်ပြီးစွန်းဟင်းကောင်းကောင်းတစ်ခွက်ကိုညီလေးဖို့ဟွက်ကဟွက်ကခြံထားတတ်သည်ဖုန်ကြီးနှင့်ဦးစင်းများဆုံးဖုံးပေးပြီးမှကိုရင်နှင့်ចောင်းသားများစားတော့ကြရသည် ကျွန်တော်တို့ចောင်းသားများဆွမ်းញံကိုញံတွင်စားတော့နေချိန်တွင်ဥစဉ်ကေရောက်လာက ရော့ချေတရားဟုဆို၍ဟင်းတစ်ခွက်ကိုညီလေးစားနေသည့်ထမင်းပုံထဲသို့လောင်းထည့်ပေးသွားတတ်ပါသည်တခါတလေ ဝသားတုံးကြီးတခါတလေငါးကွင်းတကွင်းတခါတလေကြက်သားတုံးကြီးတောင်ဖြစ်ခြင်းဖြစ်နေတတ်ပါသည်ဥစဉ်ကေကညီလေးဖိုးကြော်ကိုချစ်ပင်မဲ့ကျွန်တော်ကိုတော့ခေါင်းခဏခဏခောက်တာပဲဗျာကျွန်တော်တို့ဘုန်းကြီးចောင်းသားတွေဆော့ကစားဖို့အချိန်မှာဘုန်းကြီးစွန်းစားပြီးချိန်တွင်ဖြစ်ပါသည် နေကင်းနေ့လယ်တွင်ဖုန်ကြီးခိတာကျင်းပါသည်။ကျောင်းဝင်းဤအလယ်နားလောက်တွင် မကြီးပင်ပူလေးတစ်ပင် ထိုးထက်ခတ်ထွားထွားမကြီးပင်တစ်ပင်နှင့်ထိုးမကြီးပင်နှစ်ပင်ဤတစ်ဖက်တွင်ပေပင်ကြီးတစ်ပင်ရှိပါသည်။ကျွန်တော်တို့တွေကမကြီးပင်ပူကလေးကိုခုံကားကြောကအစွမ်းပြကြသည်။ကျွန်တော်နှင့်အကိုက မကြီးပင်ပူကလေးကို ခုံကြော်လွှားနိုင်သည်။အကိုကပို၍ဝဝေးစီရောက်အောင်ခုံကြော်နိုင်ပါသည်။ မကြီးပင်ကလေးဤတစ်ဖက်တွင်ထီထီမားမားရှိနေသည့်ပေပင်ကြီးထိပ်ဖျားတွင်ကြီးကန်းများတအားအားပြန့်ဝဲနေကြသည်။ကျောင်းထဲမှာကျွန်တော်တို့စားမကုန်သောစွန်းကြံကွန်းကြံတွေနှစ်နေရာသုံးနေရာခွဲကကျောင်းထဲကခွေးတွေကိုကျွေးထားသည်။ကြီးကန်းတွေကစားရနုံနုံကြည့်ကတအားအားအော်မီပြန့်ဝဲနေကြတာဖြစ်သည်။စွန်းထမင်းများကပေါများလာသည့်ဖြစ်ရာကြံရှိနေသောစွန်းထမင်းများကိုဖျားကြမ်းကြီးနှစ်ချက်ခင်းကနေပူပူတွင်ထမင်းကြောက်လှမ်းကြသည်။ ဒီဖြာကြီးနှစ်ချက်ပေါ်ကရတဲ့ထမင်းကြောက်တွေကိုမြေတိုက်ထဲမှာတင်ထားပါသည်တိတ်ဆင်းရဲတဲ့မိသားစုတွေသံတောင်းသားတွေចောင်းကိုလာရောက်တောင်းရန်ရင်ဦးစင်ကြီးကထမင်းကြောက်တွေထုတ်ပေးတတ်သည်တခိုးပွင့်ကြောက်တွေထုတ်ပေးတတ်သည်တခါတလေထညက်ခဲတွေပါတွေရောပေါ့ဖုန်ကြီးចောင်းသားဘဝမှာစော်ကစားခဲ့ရတာတွေကပျော်ဖို့ကောင်းပြီးမမေ့နိုင်စရာလေးတွေလည်းရှိခဲ့သည် ကျွန်တော်တို့ပန်းစုံကြောင်းထဲတွင်ရေကန်ကြီးနှစ်ကန်ရှိသည်ရေကန်တကန်ကဆွန်းစားကြောင်းနောက်တွင်ရှိပြီးနောက်ထပ်ရေကန်တကန်ကတိမ်ဟောင်းနှင့်မကြီးပင်ကြီးဘေးတွင်ရှိပါသည် ထိုရေကန်ကြီးနှစ်ကန်မှာရေကန်အဖြစ်တူးဖော်ထားခြင်းမဟုတ်ဘဲဒုတိယကမ္ဘာစစ်အတွင်းကဘုံကျင်းကြီးများသာဖြစ်ပါသည် နွေအခါရေနှဲချိန်တွင်ကန်ကြီးများမှာအေယာမဒေအိုးကြီးနှလုံးတည်ထားသည်နှင့်တူလာပေတော်သည် တချိန်ကဘုံကြကွဲခဲ့ရနေရသည်မိုးရင်းဆိုလျင်ရေများပြည့်ရှံပြီးဖားများငါးများပဇွန်လုံးများပျော်ပါမြူးထူးရာ ရေကန်သာကြီးတွေဖြစ်နေပြီမိုးရင်းတရက်မှာကျွန်တော်တို့ចောင်းသားတတိုင်စွန်းစားចောင်းနောက်ကရေကန်ကြီးစီဆင်း၍ဆော့ကြသည် ရေကန်ကြီးမှာမိုးကြသာဖြစ်သည်ဖြင့်ရေမပြည့်သေးတော့လဲရေကန်ထဲမှာဖားတွေငါးတွေပဇွန်လုံးတွေလှုပ်လှုပ်ရွရွဖြစ်နေကြပြီး ရေကန်ဆန်နာစီတို့ကျွန်တော်တို့ဆင်း၍တွားကြည့်ကြတော့ရေကန်ဆက်မှာပဇွန်လုံးမကြီးတကောင်ကိုတွေ့ရသည်သူကလူတန်ကြားသဖြင့်ဆက်ကနေရက်လိုက်သည်ရေထဲသို့ဆင်းမပြေပဲသူ့လက်မနှချောင်းကိုထောင်ကပြန်လေတိုက်ခိုက်ရန်အသင့်ပြင်နေသည်သူ့လက်မနှင့်ညှက်မိပါကတော်တော်နာပါသည်ကျွန်တော်တို့သူ့ကိုတေးသေးချာချာကြည့်လိုက်တော့သူ့ဝမ်းပိုက်အောက်အခွန်ပြားချက်ချက်ပေါ်တွင်ပဇွန်လုံးပုပ်ဆလေးတွေရွာစီရွာစီတက်နေကြပေသည် ပဇွန်လုံးပေါက်ဆကလေးတွေကတချို့သူ့ကြောပြင်ပေါ်မှာတချို့သူ့ဘေးရည်ထဲမှာကြောက်တုံးတွေပေါ်မှာတလှုပ်လှုပ်တရွရွရွာပဇွန်လုံးပေါက်ဆကလေးများမှာရက်တော်တော်ကြာအထိသူတို့ကိုယ်ထဲမှာပဇွန်လုံးကြီးများကဲ့သို့မာကြောမနေဘဲပျော့စီစီဖြစ်နေသည်ကိုမှတ်မိပါသေးသည်အခြားတနေရာမှာတော့ငါးဖလောင်းလေးတွေအများကြီးနေရာတစ်ခုမှာတစုတဝေးလူရက်ကအမီတန်လန်းလေးများလှုပ်ရမ်းလျက်ကူးခတ်နေကြသည်ရေကန်ကြီးအချို့ရင်မျက်နှာပြင်ပေါ်မှာတော့ ဖားဥတွေအပေါ်ရေတင်က အစီအစီငါဖလောင်းလေးတွေကိုလက်ခုံနဲ့ဆယ်ယူလိုက်တော့အကောင်ငယ်လေးတွေအများကြီးလက်ထဲမှာလှုပ်လှုပ်ရွရွလွန်ထိုးနေကြသည်ငါဖလောင်းလေးတွေနဲ့စော်ကစားရင်ရေကန်ဆက်ခြုံပုတ်ထဲတွင်မလုံးမဆက်ငြိမ်နေသောမြွေကြီးတကောင်ကိုကျွန်တော်တို့တွေ့ကြရပါသည်ကျွန်တော်တို့အားလုံးနောက်သို့ရုတ်တရက်ဆုပ်လိုက်ကြသည်မြွေကြီးမှာအတော်ပင်ကြီးပါသည်စိမ်းဝဝအယောင်ဖြစ်ပြီးအကွက်တွေလည်းပါသည် ကျွန်တော်တို့နောက်ဆုတ်လိုက်တော့လေသူကငြိမ်နေသေးပင် တယောက်ကသေးနေပြီလားမသိဘူးဟုဆိုကဒုံးနဲ့တို့လိုက်တော့လှုပ်လာသည်။မွေကြီးကိုတေးသေးချာချာကြည့်တော့သူ့ဝမ်းပိုက်မှာအစမတန်ဖောင်းကားကြီးထွားကသူ့အငမ်းမရမြူထားသောအစများကြောင့်မလုံနိုင်ပဲငြိမ်နေခြင်းဖြစ်ကြောင်းကျွန်တော်တို့သိလိုက်ကြရသည်။ကျွန်တော်တို့ကမွေကြီးကိုမြင်းပြင်မှာဆန်တန်းကသူ့ဝမ်းပိုက်ကြီးကိုချိန်ရွယ်၍အမီးဖျားမှဥကောင်းစီထိဒုံးဖြင့်ဖိညှစ်လိုက်တော့သူ့ပါဇက်ထဲမှာငါးဖလောင်းလေးတွေအများကြီးအထွေးလိုက်ပြန်ထွက်လာသည်ကိုတွေ့ကြရပါတော့သည်။ မွေကြီးပါဇက်ထဲကထွက်လာသောငါးဖလောင်းလေးတွေကိုရေကန်ကြီးထဲလွှတ်လိုက်တော့သူတို့မကူးခတ်ကြတော့ပါသူတို့တေဆုံးနေကြပါပြီကျွန်တော်တို့ဘုန်းကြီးကျောင်းသားတွေကထိုမွေကြီးကိုခဲနဲ့ဝိုင်းထုတက်ကဘောလုံးကွင်းထဲတွား၍လွှတ်ပြလိုက်ကြသည်ထိုအကြောင်းကိုဘသူကမှဘုန်းကြီးကိုမလျှောက်ကြပါတခါတည်းရံမာတော့ပဇွန်တွင်းနေ၌ပဇွန်လုံးတွေဖန်းကစွန်းစားကျောင်းအောက်ကရေအိမ်တွေထွက်ထည့်ထားကြပါသည်ဦးစင်းကေတာဒိုမဟောက် ဦးစင်းတပားပားကမတိမချင်းရေအိုးမောင်မောင်လေးမှာသူတို့တလှုပ်လှုပ်နဲ့လက်မတထောင်ထောင်လောက်ကနေနေကြပါသည်ပဇွန်လုံးတွေဖားလောင်းတွေနဲ့ဆော့ရတာယိုးသွားလျင်တော့တစ်ပင်တွေစီသွားကကျွန်တော်တို့ဆော့ကြပြန်သည်တရက်ပိန်းနဲ့ငပြောဩဇာပင်များကကြောင်းအောင်မြောက်တောင်မှာပေါရောက်နေကြသည်တရက်မှာတော့ပိန်းနေပင်ပေါ်တက်ကခါချင်းအုံကိုနှိုက်ကြပါသည် ပိန်းနေပင်စီမှာစင်းကြီးတက်ကြီးလုံနေသောခါချင်းကောင်များကိုဖမ်းယူကာသူတို့ဤဖင်ပိုင်းကိုစုပ်မြူကြပါသည်ခါချင်းကောင်ဤဖင်ပိုင်းကိုရှာပြားပေါ်တင်လိုက်လျင်စူးကနေဖြစ်သွားပြီးစုပ်ယူလိုက်လျင်ချင်းပြုံးပြုံးနဲ့တမျိုးရသာရှိလာပါသည်ပိန်းနေပင်ပေါ်တက်၍ခါချင်းဖမ်းရင်ပြုတ်ကြတဲ့သူကြသည်ဒါပေမဲ့ခါချင်းအုံစီကိုတက်မြဲတက်ကြသည်ခါချင်းကောင်ဤဖင်ပိုင်းကိုစုပ်ယူရင်းထိုဖင်ပိုင်းကခါပိမ့်မိန်လေးစီမှာပြုတ်ပါလာက ဖင်ပိုင်းမရှိတော့သောခါချင်းလေးများလည်းရှိပါသည် ထိုအကောင်လေးများကိုတစ်ပင်ပေါ်ပြန်လှုပ်ပေးလိုက်တော့ခြေကားရလက်ကားရဖြင့်ပြန်တက်သွားပါသည်သူဆက်လက်၍အသက်ရှင်ပါလားဆက်လက်၍အသက်မရှင်ဘူးလားကျွန်တော်တို့မသိပါပိန်းထဲပင်ကြီးမှာအသီးသီးနေပြီဖြစ်တော်လဲအသီးကလေးများကငယ်လွန်းနူလွန်းသဖြင့်ဘာမှလုပ်မရပါဒီကင်းများကိုတော့မခူးရဲပါခူးဒီကိုဦးစင်းကေတိလျင်နှထင်ကိုလက်မဖြင့်ပုတ်ဆွဲခြင်းခံရပါလိမ့်မည် တရက်မှာတော့ကျောင်းဝိုင်းကြီးတဲကပေပင်ကြီးထိပ်ဖျားတွင် ရိုးရံများစန့်တန်းကတီးပွင့်တွေဝေနေသည်ကိုတွေ့ကြရပါသည်ကျွန်တော်တို့ကျောင်းသားများကတစ်ပင်ထိပ်ဖျားသို့ခဲပြင်းထုကကြွေကြလာသော ပေတီးများကိုထုခွဲ၍စားကြပါသည် အဆန်နုနုမှဖြူဖွေးပြီးထန်းသီးဆန်လိုလိုအုံးသီးဆန်လိုလိုနှင့်အရသာမှတိတ်တော်မဆိုးလှပါ ပေပင်ကြီးသည်တရက်ထက်တရက်တီးပွင့်တွေပို၍ပို၍ဝေစာကတရက်ထက်တရက်လှပစမ်းကြလာသည်ဟုထင်မှတ်ရပါသည် မောကြီးလိုက်လျင်အလွန်ကြီးမားသော ပန်းခိုင်ကြီးတစ်ခုလို ပေပင်ထိပ်ဖျားကိုမြင်တွေ့ရပါသည် ပေပင်မှအသီးတွေရှင်းလာသောအခါကြွေကြလာပါသည် အသီးရင်များကိုအခွန်ခါ၍လုံးဝဝရှိသွသွအဆန်ကိုဂျင်လောက်က ကျွန်တော်တို့လှဲ့ကြသည် ပေပင်ကြီးသည်ဤတီးတီးပြီးနောက်တေဆုံးသွားပါသည် ပေပင်ကြီးပေါ်မှာတော့ကြီးကန်းတွေတအားအားအော်မီက ပြန့်တန်းနေတတ်ကြပါသည်သူတို့အစာကိုချောင်းမြောင်းကြီးရှုဖို့အကောင်းဆုံးနေရာမှာပေပင်ထိပ်ဖျားပေါ်မှာဖြစ်လိမ့်မည်ထင်သည်တကြံတွင်ကဲသို့သောအခါကြီးရဲ့ကြီးများတွင် ဖုံကြီးเจ้าမှလူတွေတယုံယုံစီကားကကျွန်တော်တို့လဲစားကောင်းတောက်ဖွဲများကိုဖောဖောတီတီတဝါတပြဲစားတောက်ကြရပါသည် ကျွန်တော်တို့ကျောင်းတွင်မြောက်ဖက်ဇယက်နှင့်တောင်ဘက်ဇယက်နှစ်ခုရှိရာတနေရာနှင့်တနေရာအပြိုင်အဆိုင်ကျွေးကြမွေးကြပါသည်သူတို့အပြိုင်အဆိုင်ကျွေးကြမွေးကြတော့ကျွန်တော်တို့ဘုန်းကြီးကျောင်းသားတွေသာမကကျောင်းမှာရှိသော ခွေးများကြီးများပင်ဘိုက်ကားနေအောင်စားကြတောက်ကြရပါတော့သည်ကျောင်းတကဘာကြီးချက်နှင့်ဒေါ်အေးမယ်တို့မိသားစုများကတောင်ဘက်ဇယက်တွင်ကျွေးကြမွေးကြပါသည်ဘာကြီးချက်တို့ကျွေးသောရွှေရင်အေးမှတောက်လို့ကောင်းလာသည် တာဂူစီစေကလမပါမုံကြောက်ကြောအုံသီးတွေနဲ့နိုးစီတကြားရေခဲတို့ဖြင့်စားလိုက်ရသည်မှာ ချိုအေးစိတ်ကအရသာ ထူးလာပြီတော့သည်မြောက်ဖက်စီရက်ကလည်းအားကြမခံချင်းချင်းတဲတဲကျွေးမွေးပါသည်မြောက်ဖက်စီရက်ကအုံနိုးခောက်ဆွဲမှာ စီးပိုင်ပြစ်နှစ်ပြီးစားတော့လို့မိန်လာသည်ဗာကြီးချက်သမီးတော်လေးဝင်းကထိုးထိုးသောအခါကြီးရဲ့ကြီးမျိုးတွင် ကျွန်တော်တို့ကိုမိုးဘိုးကောင်းကောင်းပေးတတ်ပါသေးသည်တော်လေးဝင်းနှင့်အမျိုးသမီးကြီးများသည် တကြံရက်များတွင်ကုဏီများထဲမှ ကနုရံဟောင်းများကိုရေစိမ်ကနူးပွားလာသောအခါအဝိဆုတ်သင်္ကန်းဆုတ်တို့ဖြင့်တိုက်ချွတ်စေကြောကြပါသည်ကနုရံစေခြင်းကဲ့သို့သောအလုပ်ကိုတော်ယုံတန်ယုံလူတို့စိတ်ဝင်စားမည်မဟုတ်ဟု ကျွန်တော်ထင်ပါသည်ဒေါ်လေးဝင်းတို့ကတော့မယုံမရှာဂုံယူကုသိုလ်ယူကြပါသည်ကျွန်တော်တို့ကလေးများကိုလည်းဟက်ကောင်လေးတွေနင်တို့လည်းစေကြကုသိုလ်ရတယ်ဟုပြောသည်ဖြင့်ကျွန်တော်တို့လည်းမယုံရှာနိုင်တော့ပဲကုဏီရှိကား ကံငယ်လေးတဲတွင် ရေစိမ်ထားသောကနုရံများကိုတင်ကန်းဆုပ်ဖြင့်ပွတ်တိုက်စေကြောကြပါတော့သည်နှစ်စန်းတရက်နေ့ရောက်လျင်တော့ကိုလက်တန့်စင်ကြကအเจ้าကြီးပေါ်မှကျေးရှင်းသူကြီးကိုရေတက်ပေကြပါသည်အနှီးတက်နေသောအချို့နေရာများကိုကျေးပွတ်စေဖြင့်ပွတ်တိုက်စေကြောတန့်စင်ကြပါသည်အမွေးဆက်ပြကဲများဖြင့်အမြုပ်တဖွားဖွားထအောင်တိုက်ချုပ်ကရေတက်ပေကြပါသည် ဂျေဆင်တူရုပ်ပွားတော်ကြီးမှာတစ်လွင်တောက်ပဝင်းလေကြည်လင်တန့်စင်လျက်ဖူးမြော်ရသည်မှာတကိုးအရှိန်အစောတွေထွက်နေသလိုပင် ထင်မှတ်ကြင်ညိုမိရပါတော့သည်ရေတက်ပေပြီးသောအခါဂျေဆင်တူရုပ်ပွားတော်ကြီးကို အမွှေးနသာများပတ်ဖြန်းကြပါသည်ထိုအခါမျိုး၌ရေမွှေးများပတ်ဖြန်းနေသောဒေါ်လေးဝင်းမှာသူဤဝဝဖန့်ဖန့်ခန္ဓာကိုယ်ကြီးနှင့်မလိုက်ဖက်အောင်တွက်လက်ဖြက်လက်နေပါသည် ဥပုံနေလိုရက်မျိုးဆိုလျင်တော့ကျွန်တော်တို့ဘုံကြီးចောင်းသားတစုသည်ရာပြေကွင်းဘေးမှဖြတ်၍နန်းတွင်သို့သွားကာတက်နယ်ကဝဲယုံတွင်တက်မတ်တမ်းမှရုပ်ရှင်ဝင်ကြည့်ကြပါသည်ရုပ်ရှင်မှအပြန်တွင်မန္တလေးတောင်ပေါ်တက်ကြပါသည်တခါတရံတွင်တော့မန္တလေးတောင်ကိုအရင်တက်ကြပြီးတောင်ပေါ်မှအစင်းတွင်နန်းတွင်သို့ဝင်ကာရုပ်ရှင်ကြည့်ကြပါသည်နန်းတွင်ယုံတွင်စစ်ကားများမကြမကြပြသလေးရှိပါသည် cross of iron စကားကို ထိုးစဉ်ကလေးကနန်းတွင်ယုံမှကျွန်တော်တို့ကြည့်ခဲ့ကြပူသည် ဇက်လိုက်မင်းသားတယောက်ကြည်စံထိမှန်သွားပုံကိုအနှေးရိုက်ချက်များဖြင့်ပြသထားသည်မှာစိတ်လုံရှားဝယ်ကောင်းလာပါသည်သူ့ရင်ဘက်မှတွေးတွေဘေးသို့တဖြည်းဖြည်းချင်းဖြာထွက်လွင့်စင်သွားတာကိုကျွန်တော်တို့မြင်တွေ့ကြရပါသည်ခြေကွဲဆွေးမြေ့၍မျက်နှိုးတက်မှတ်ဖွယ်ကောင်းလာသောထရမ့်ပတ်မှုတ်တန်ကိုထိုရုပ်ရှင်ရုံတွင်ကျွန်တော်စတင်ကြားခဲ့ပူးခြင်းဖြစ်ပါသည်ရက်သေးရွာထဲတွင်လူတယောက်တည်ဆုံးလျင် ဖုံးတော်ကြီးကိုတရဏဂုံတင်ပေးဖို့လာရောက်လျှောက်ထားကြပါသည် ဖုန်းတော်ကြီးကတရဏဂုံတင်ပေးရန်အတွက်ခံကုန်းတုတ်တန်တို့ကြွလည်ရင်ကျွန်တော်တို့ဖုန်းကြီးကျောင်းသားနှစ်ယောက်ကတကောက်တောင်းတလုံးထန်းကနောက်မှလိုက်ကြပါသည်အုပ်ဆက်တင်းချိုင်းလိုအတန်အလန်းဝေးသောတင်းချိုင်းတို့တွား၍တရဏဂုံတင်ပေးရလျင်တော့ကျွန်တော်တို့မလိုက်ရတော့ပါတင်းချိုင်းမြေသည်ထူးဆန်းသောခံစားမှုများကို ပေးပါသည်ခံကုန်းတုတ်တန်ထဲတွင်မြေပုံမို့မို့များလူရိုးစာနာများကိုဟိုဟိုဒီဒီတွေ့နေရပါသည် မိုးနှံကျက်စုခွေးလေးရဆသောအကျန်းခံအပင်များလည်းခတ်အုပ်ပေါက်ရောက်နေကြပါသည်အဝေးရပင်ကြီးများလည်းရှိပါသည်ခံကုန်းတုတ်တန်ထဲတွင်ပတိုင်းပင်ကြီးတစ်ပင်ရွက်စိမ်းဖားဖားကြီးများနှင့်ပေါက်ကာစူးကြုံတွေနှင့်အသီးတွေတီးနေတာကိုလည်းတွေ့ခဲ့ရပါသည်ခံကုန်းတုတ်တန်ရှိဇရက်ထဲတွင်ဖုံးတော်ကြီး၃ပါးတခါတည်းက၅ပါးတို့ကသူသေးထည့်သွင်းထားသောခေါင်းတလားကိုရှေ့မှထား၍တရဏဂုံတင်ပေးကြပါသည်သောအချိန်တွင် ခေါင်းထဲရှိသူသေးဤမျက်နာနေရ၌ အကောင်းဖုံးကိုအနည်းငယ်လှက်ပေးထားကြပါသည်မိုးတန်ယိုတန် အမြှဝေတန်ကြေးစီတန်တို့အစုံတွင် ကျွန်တော်တို့သည်တကောက်တောင်းတဲ့သို့အုံးအပြောနှင့်သူ့ဘွယ်ဝိထုတို့ကိုထဲ့ကထမ်း၍ကြောင်းတို့ခတ်တုတ်တုတ်ပြန်ကြပါတော့သည်ခါမှအဝစ်စည်းလျက်ငိုယိုနေသောမိမကြီးတယောက်သည်မြေပြင်ပေါ်လဲကြကလူးလင့်၍ကြံရိတ်ခဲ့ပါသည်ကျွန်တော်တို့ဖိုးလေးဆုံးစင်ကလည်းရွာရှိကျောင်းမှဖုန်ကြီးဥပန္နိတာနှင့်ဦးစင်းကလေးမျက်နာကြောင်းညောင်ခွဲကြောင်း တီးပင်ကျောင်းတို့မှဖုံးတော်ကြီးများကြွကာခံကုန်းတုတ်တန်ထဲတွင်တဏ္ဏကုံတင်ပေးကြပါသည်ဖိုးလေးပွေးမှာယောဂအခမ်းရှိသူဖြစ်ရာသူဆုံးပြီးအနှဲငယ်ကြတော့သူဤဒူးများကွေးညွတ်ကထောင်းလာပါသည်ဒူးနှစ်ဖက်စလုံးမှာထောင်းနေပြီးဖိချတော်လည်းမရတော့ပါဖိချတော်လက်လွတ်လိုက်လျင်ဒူးများပြန်ထောင်းလာမည်ဖြစ်သဖြင့်အတော်ပင်လေးပင်ကြီးမာသောကြောက်တုံးကြီးတုံးကိုဒူးပေါ်ဖိကအလောင်းပြင်ထားရပါတော့သည် ဖိုးလေးဤအလောင်းစဉ်ကိုထမ်းသွားကြသောသူများကတုတ်တန်ထဲသို့ဝင်လိုက်သောအခါပို၍လေးလာသည်ဟုပြောကြပါသည်ထိုအချိန်တွင်ကျွန်တော်တို့မှတိတ်မငယ်လှတော့ပါကြီးပြင်းစားပြုပြီဆိုတော့လေအလောင်းစဉ်ကိုထမ်းနိုင်လောက်အောင်တော့မကြီးပြင်းကြသေးပါဘုန်းကြီးเจ้าမှာညာရရာမဝင်မီဖျားဝစ်တက်ကြပါသည်ဖျားရှိခိုးကိုရှေလျားစုံစီစွာရွှေဆူကြော့ကြရခြင်းဖြစ်ပါသည်ဖျားရှိခိုးကိုအများဆုံးနှင့်အမှန်ကန်ဆုံးရသည့်အောင်ဝင်းကတိုင်ပေးလေးရှိပါသည်

ယခုအခါတွင်ကျွန်တော်တို့ဘုန်းကြီးเจ้าမှာဘုန်းတော်ကြီးဥပန်နီတာလည်းမရှိတော့ပါပြန်လွန်တော်မူဒီမှာ3-4နှစ်မြာရှိပါပြီဦးစင်းကေကเจ้าနိုင်ဘုန်းတော်ကြီးဖြစ်ကဘုန်းကြီးကေဖြစ်နေပါပြီပိန်းနေပင်ပေပင်ကြီးတို့လည်းမရှိတော့တာကြပါပြီမပြောပင်တွေကတော့ရွက်စိမ်းဖားဖားတွေနဲ့ရှင်တန်စဲဖြစ်သည်ငယ်စဉ်က ကျွန်တော်တို့ခုံပြန်ကြော်လွားခဲ့သောမကြီးပင်ကလေးမှာခုတော့မြန်မာအုပ်ဆိုင်သော သူ့အရေးကိုခိုးဝင်နေရပြီဖြစ်သည် ဘုံချင်းဟောင်းရေကန်ကြီးနှကံမှာတော့ရေတွေတဖွည်းဖွည်းရှိနေမြဲဖြစ်ကဖားငါပဇွန်လုံးများရေမွေများမြူးထူးပျော်ပါနေကြမြဲဖြစ်ပါသည်နားစင်ခံစားပေးကြပါတော့အရောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါရခင်ဗျာ